တားဖြစ်သူကိုနှီးမျိုးစုံနဲ့ဆုံးမခဲ့ပေမဲ့ပြောင်းလဲမလာတဲ့အပြုအမူတွေကြောင့်တားဖြစ်သူရဲ့ဘဝကမျောလင်းစရာမရှိတော့ဘူးလို့ပြောလာခဲ့တယ်။တားကိုဆုံးမရကနေနာမည်ကြီးလာခဲ့တဲ့တစ်တော့ဆယ်လီမိခင်မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းရဲ့တွင်တုန်းကတားသမီးနှစ်ယောက်ရှိတဲ့အနက်တားအကြီးဖြစ်သူကိုဆူဆုံးမတဲ့ဗီဒီယိုတွေကိုလူမှုကွန်ရက်ပေါ်မှာတင်ခဲ့ရာကနေနာမည်ကြီးလာခဲ့တဲ့မျိုးသမီးကိုတော့အားလုံးပဲမှတ်မိကြမယ်လို့ထင်ပါတယ်။ အဆိုပါအမျိုးသမီးဟာတာအကြီးဖြစ်သူကပြောစကားဆိုစကားနားမထောင်တာကြောင့်ဟုဆိုကကလေးရဲ့ကျောင်းစာအုပ်တွေကိုမိထိုင်ရှိုးတော့ကျောင်းမထတော့ဘူးဆိုပြီးတော့ပြောဆိုခဲ့တာတွေအပြင်တခြားသောနီလန်းတွေနဲ့လည်းအမျိုးမျိုးထိန်းချုပ်ခဲ့တယ်လို့သိရပါတယ် သူမကမိခင်တယောက်အနေနဲ့အမျိုးမျိုးပြုပြင်ဆုံးမခဲ့ပေမဲ့လည်းတားဖြစ်သူရဲ့ပုံစံကလုံးဝကိုပြောင်းလဲမလာတဲ့အပြင်သူရဲ့ပြောစကားတွေကလည်းအရာမရောက်တာကြောင့်သူမရဲ့တားဘဝဟာဘလို့မှတိုးတက်ကောင်းမွန်လာစရာမရှိတော့ဘူးလို့ထပ်မံပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။ သူမအနေနဲ့သားသမီးကိုစိုးစုံမတဲ့နေရာမှာနီလန်းတချို့ပါရင်းနေတဲ့ဆိုတဲ့အကြောင်းအလုံးကဝေဖန်ထောက်ပြခဲ့ပေမယ့်အဆိုပါမိခင်ကတော့သူမမှားတာမဟုတ်ပဲသားဖြစ်သူကမလိမ္မာလို့သာသူမအနေနဲ့အခုလိုတွေလုပ်နေရတာဖြစ်ကြောင်းထပ်မံဖြေရှင်းလာခဲ့တာလည်းဖြစ်ပါတယ်။ကျမဆင်ငယ်မသားကိုသူ့အသက်20ကျမအသက်20ကျော်မှာလေသူ့လာသားနဲ့ကျမရက်တီလာအခုညတနိုင်းနဲ့15ရှိပြီ။ကျမအိတ်ခိုင်းနဲ့ ညာတိုင်းမအိတ်ဘူးပြမယ်။ဟွန်းကျွန်မပြမယ်နော်။အခုညာတနာရီနဲ့15မိနစ်ရှိပြီ။ comment အောက်မှာလာပြောထားတဲ့လူတွေကအတွင်းကကနနာမသိသေးလို့နော်။ကျွန်မ single မသားကိုသူ့အသက်20ကျွန်မအသက်20ကျော်မှာလေသူ့လာသားနဲ့ကျွန်မရက်တီလာ။အခုညာတနာရီနဲ့15ရှိပြီ။ ကျမအိတ်ခိုင်းနေညာတိုင်းမအိတ်ဘူးပြမယ်ဒီမှာထပ်ပြောမယ်ကျမကရိုင်းနှန်းနှိမ့်ဆက်နေလို့ခလေးကစိတ်တန်ရရှိတာမဟုတ်ဘူးเนาะကျမကပတ်စံရှားတဲ့အချိန်တွေမှာသူတို့ကိုចောင်းသွားចောင်းကအပြင်လစ်ဟင်းတာလေးရှိတယ်အဲ့ဒီအချိန်တွေမှာဒီကလေးက ဟာငါမေကလုံလုံနေတယ်မအောင်ငါဖုန်းတစ်လုံးနဲ့အိမ်မှာအမြဲတစေခရက်ထားတာကုညာတနာကြီးကျော်သွားပြီခုချိန်ကြီးမအိပ်သေးဘူးသူကတော့သွားပြီအိုက်ကောင်လေးကအိုက်ကောင်လေးကလုံးဝသွားပြီကျွန်မလုံးဝသူ့မျောလင့်ချက်လည်းမရှိတော့ဘူးမျောမန်းချက်လည်းမရှိတော့ဘူးလုံးဝသွားပြီ ပဝင်းကျော်တော်များမသိသေးတာကအဲကလေးကိုဘာဖြစ်တယ်အမရင်ဆုံးမဆုံးကိုမဆုံးမရဲတာရိုက်လဲអော်มาပဲမရိုက်လဲអော်มาပဲအဲ့တော့ရိုက်ပြီးသူ့အတန်ဒီလိုអော်တန်ထွက်ရင်ကျမပို့ဆုံးမှာကျမရိုက်လို့ဆိုយလာပါမရိုက်ပဲអော်နေတာတော့ကျမပြောခံရတယ်ရှင်တို့စဉ်းစားကြည့်လीဟုတ်တယ်မလားမရိုက်ပဲអော်တာတော့ကျမပြောခံရတာရိုက်ပြီးអော်ရင်ရိုက်လို့တကယ်များဝန်းနိုင်ချေကျမလှုပ်လို့သူ့អော်နေ ဟိုမဆိုးဘူးလားအဲ့ကျွန်မမလုပ်ဘူးပြတာကျွန်မမလုပ်ပဲတော့သူအော်နေတယ်ဆိုတာကိုပြတာနော်အတားလေးကိုပြတာအခုလဲစောနေကွညာတနားကြီးဆက်ခွန်တနားကြီးဆက်ရှစ်ညာတနားကြီးကျော်သွားပြီမအေးသေးဘူး ပြောပြမယ်ဒီအရွယ်ကလေးထမင်းချိုင်မစေးရအောင်ဆိုတော့လုံးဝနို့ကျမအိမ်မှာစေးရမယ်17နှစ်ရှိပြီကျောင်းကပြန်လာတဲ့ထမင်းချိုင်စေးလေးစေးပြီးတရားထားမယ်စစ်စတန်ဒီလိုပဲသွားကျမအိမ်မှာနေကျမစီကံမယ်မရအောင်ဆိုတာမရအောင်ရှင်တို့အိမ်မှာရှင်တို့ရချင်ရမယ်ကျမအိမ်မှာလောက်ကိုလောက်ရမယ်အကျမစီကံမလောက်ဘူးလားကျမပြန်ရှာတယ်ပြေဆောင်အောင်ထားပေးတယ်ကို့ထမင်းပကံလေးတော့ကို့ကိုစေးဖို့ လိုက်ဆေးပေးနေအောင်မလား။ဒါဆိုရင်အချို့လူတွေကစိတ်ကမရှိကြဘူးလား။အဲ့တော့ကျမကသူ့အများကြီးမလုပ်ခိုင်းမနက်မိုးလင်းညစောစောအိမ်မနက်မိုးလင်းရင်တွားတိုင်းတခွေးတန်ရှင်းလို့တနခါသွေးကျမအလုပ်လုပ်နေရင်လည်းသူ့တနခါလိမ့်ပေးမယ်။လိမ့်ပြီးတာနဲ့ကြောင်းသွားမယ်။ကြောင်းပို့မယ်။ထမင်းကြိုက်မင်းထည့်ပေးမယ်။မမင်းကျမမထည့်ဘူး။ အဲဒါမှတခုရှိရယ်ကျောင်းကပြန်လာလို့ရှင်ရယ်လေထမင်းချိုင်ကိုကို့ဟာကိုတခါတည်းစေးထမင်းချိုင်ကိုပါနဲ့ကိုတခါတည်းစေးပြီးရင်ကြောဖို့လွယ်အေးကိုစာရေးစပွဲကျမတေချာစီစဉ်ပေးထားတဲ့စာရေးစပွဲမှာတေချာတင်ပြဲလျံတွေ့ရင်အောင်ဘုံမရဘူးစီကန်းဆိုတာဒီရွယ်တွေကတင်ရတာကျမခိုင်းတဲ့အလုပ်တွေကကြီးလေးတဲ့အလုပ်တွေလားပေါ်ပါတဲ့အလုပ်တွေလားစဉ်းစားကြပါရှင့်နော် နှစ်ရက်စားတခါဖရားတောက်တော်ယူသူ့ကိုကျွန်မလဲခိုင်းတယ်။ညအိယာဝင်တိုင်းအနန္တောအနန္တငါးပါးရှိခိုးခိုင်းတယ်။အငယ်မအိုသူဒီတာအကြီးဆုံးအနေနဲ့ဦးဆောင်ရမယ်။တင်ပေး။ဒါကျွန်မချမှတ်ထားရစီကံ။တခုမှမလုပ်။ကျွန်မဖုံးတလုံးနဲ့အလုပ်လုပ်ရတယ်။နဝက်တွေချေရတယ်၊ကွန်တက်တွေလုပ်ရတယ်။ကျွန်မအလုပ်ရှုံနေပြီဆိုရင်ကျွန်မတင်နှန်းချိန်လည်းရှိတယ်။ online class ကျမကျောင်းချင်းစာကြက်တဲ့ချင်းလည်းရှိတယ်ကျမလည်းကျမလည်းကျမကျမလောက်ရမယ့်ဟာရှိတယ်အတီအချင်းဒီမှာမအေးရတော့အလုံးရှုံနေတယ်ကျမကျမလည်းဒီ line သွားပြီဆိုဖုန်းခိုးကြည့်နေဖုန်းခိုးတော့ဖုန်းကိုတုံးတာဖုန်းရဲ့ list ကိုတညာလုံးကျမဒီလိုမျိုးညာဘက်တွေရှိသူတို့ကျမနေခင်းနေလေအဝိရှောပါရှောကျမအလုံးရှုပ်ညာဘက်哦 online class လေ့ကျင့်ခန်းလေးပြန်ပြီးကျမ အတန်တိတ်ပဝင်းချင်းကြားရင်လည်းခုနရရှိရင်ကြားဖြစ်နေမှာဆိုကျွန်မမှာအတန်တိတ်လေးလှုပ်လင်းတယ်အတ္တိအချိန်လည်းခွင့်ကားပြီးအင်္ဂန်ထဲမှာအတန်တိတ်နဲ့ခိုးကြောင်ခိုးပဲကျွန်မအိတ်တယ်နှစ်နာရီတနာရီခွဲအဲ့ချိန်ဒီသူမအိတ်သေးဘူးတခါလေးကျရင် ကျွန်မအရန်တော့ဒီနေ့တော့ငါလုံးဝကြောင်းလာမယ်ဒီဘက်ကို9ရက်ကျွန်မဟိုဘာဖြစ်နှစ်ရက်လောက်တော့ငါနားမယ်အလုပ်လည်းနည်းနည်းပင်ပန်းလူစီးပွားရေးလူမှုရေးပင်ပန်းလို့အိတ်ပြီးဆိုရင်ကျွန်မအိတ်ပျော်သွားတယ်သူမအိတ်ဘူး ကျမတို့အိတ်ခန်းထဲမှာကျမသွားအိတ်နေအပြင်းမှာအယုတ်ခိုးဆော့ရင်ဆော့မဆော့ရင်ဂိမ်းခိုးဆော့ရတယ်ဖုန်းအပင်ယိုယိုတန်းလိုက်ကျမပစ္စည်းအစအရန်တန်မှုထားတယ်ကျမသမီးစားချစ်သူကြီးစားလင်မယားရန်ဖြစ်တော့ကျမဖုန်းရိုက်ခွဲတက်တဲ့မိမတွေမှာပါဖုန်းလေးကိုတယိုတသေးလေးအာသင်ယိုတန်းလိုက်လဲကျမမတော်ကျမလက်ထဲမှာရှိတဲ့ပစ္စည်းတွေမှန်မှန်နှစ်ရှည်ကအမြဲတမ်းကြာခံနေဆိုကျမအဲ့လိုစီကန်းရှိလို့ ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်မိတ်ဆွေတို့အနေနဲ့ရော WW နဲ့ပတ်သက်ပြီးရောဘယ်လိုမျိုးမှတ်ချက်ပေးကြလဲဆိုတာ comment မှာရေးပေးခဲ့ကြပါအောင်เนาะနောက်ထပ်ဗီဒီယိုမှာပြန်ပေးကြပါမယ်ရှင်ဖုန်းကိုတော့ဖုန်းကိုတော့နာဖုန်းရဲ့ list ကိုတညာလုံးကျမဒီလိုမျိုးညာဘက်တွေရှိသူတို့ကျမနေခင်းနေလေအဝိရှောပါရှောကျမအလုံးရှုပ်ပြီညာဘက်ဩ online class လေး channel လေးပြန်ပြီးကျမအတန်တိတ်ပဝင်းချင်းကြားရင်လေခုနရရှိရင်ဖြစ်နေမှာဆိုကျမအတန်တိတ်လေးလှုပ်နေတယ် အတ္တိအချိန်ကိုလည်းခွင့်ကားမိရဲ့အင်္ဂန်နဲ့မှအတန်ထိန်နဲ့ခိုးချောင်ခိုးပဲကျမအိတ်တယ်နှစ်နာရီတနာရီခွဲအဲ့ချိန်ဒီသူမအိတ်သေးဘူးတခါလေးကျရင်ကျမအရန်တော့ဒီနေ့တော့ငါလုံးဝကြောင်းလာမယ်ဒီဘက်ကို9ရက်ကျမဟိုဘာဖြစ်2ရက်လောက်တော့ငါနားမယ်အလုပ်လည်းနည်းနည်းပင်ပန်းစီးပွားရေးလူမှုရေးပင်ပန်းလို့အိတ်ပြီးဆိုရင်ကျမအိတ်ပျော်သွားတယ်